hello အားလုံးမင်္ဂလာပါဖူဘောမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ real metric ကတော့ကျွန်တော် juventus နဲ့ကစားတဲ့ club world cup quality runner system မှာကျွန်တော်1-0ဆိုတဲ့ရလနဲ့ကျွန်တော်ဒါနိုင်ပြီးတော့နောက်တစ်ဆင့်ကိုကျွန်တော်တက်သွားပြီ juventus ကတော့ကျွန်တော်တို့ဒီမတိုင်ဒီမကန်ခင်ကလေးကအလုံးထင်ထားကြတဲ့အတိုင်းပဲအုပ်စုပွဲစဉ်တွေမှာလည်းထင်တယ်လို့အလုံးမဖြစ်ခဲ့ဘူးတအားဖြင့် manchester city နဲ့ပွဲမှာလည်း goal ပြတ်နေပါတယ်ဆိုတော့ juventus အနေနဲ့ဒီပွဲမှာ real metric ကိုအနိုင်ယူကစားနိုင်မှုက အင်မီတန်ကိုခဲရင်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်ထင်ထားကြတာတကယ်လည်းပဲ Real Madrid ဘက်ကို Juventus ကဘာမှလုံနိုင်ခဲ့တာကျွန်တော်မကြည့်ဘူး Real ရဲ့ဘက်ကကြည့်ပဲ Desert Tactics Scenario ကျွန်တော်လောက်တာပဲတော့ Real ကတော့ကျွန်တော်ဒါဒီ Gonzalo Garcia ရဲ့ဘောတော့ဒီ Arnu ရဲ့ဖြတ်တင်ပွဲကနေတဆင်ရလာတဲ့အလုံးကို Gonzalo Garcia ခေါင်းတိုက်ရင်နဲ့ရလာတဲ့တကူးနဲ့သူတို့ကပြီးသွားတယ်အဲ့ကစားမလီကကျွန်တော်အနေနဲ့တောက်လျှောက်ဆိုသလိုဂိုးတွေတွင်းနေတာဒီ Club World Cup မှာပုံမှန်ပွဲကစားခွင့်နေလေကျွန်တော်ရတယ်အလွန်ဆိုရဲ့ယုံကြည်မှုလည်းသူရတယ် သွင်းသွားတဲ့ကိုကလည်းခေါင်းတိုက်ကိုကလည်းတကယ်ကောင်းတယ်ရီယယ်မက်ထရစ်တိုက်စစ်မှာခေါင်းတိုက်သွင်းနေတဲ့ကောင်သိရှိတာမဟုတ်ဘူးကိုကြည်တိုင်းကီလီယန်ဘာပေတို့ခေါင်းတိုက်တဲ့ကောင်တွေကျွန်တော်မဟုတ်ဘူးရိုဒရီໂດဘီနီໂດနော်ရိုဒရီໂກໂດဘီနီໂດကျွန်တော်သာခေါင်းတိုက်တဲ့ကစားမတွေကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့ဒီလက်ရှိကွန်ဇာလိုဂါစီယာကသွင်းသွားတဲ့ခေါင်းတိုက်ကိုကတော်တော်ကိုကျွန်တော်ကောင်းတာနော်ဒီ physically ရလည်းသူ strong ဖြစ်တယ်နေရာယူတာလည်းသူတော်တော်လေးကောင်းနေပေါ့နော်ဆိုတော့ဒီလက်ရှိ club world cup မှာတော့ ရီမက်ထရစ်ပြည်သက်တွေရဲ့ဒီကွန်ဆာလိုကာစီယာကတော်တော်ကိုကြီးနေစရာကောင်းစီမဲ့သူလို့ကျွန်တော်ပြောရမှာပဲဂျူဗင်တက်ဆက်ဘက်ကတော့ဒီဂျူဗင်တက်စီနေတဲ့တပွဲလုံးမှာလည်းကိုဘောက်ကန်တူမူသူတို့6ချိန်မှကျွန်တော်ရှိတယ်ဂိုဘီနာကကတ်ထွက်သွားလာတဲ့ကကျွန်တော်လွှင်းရင်အဲ့လောက်ကြည့်ဒီအများကြီးအန်ဒီရဲ့ရှိနိုင်တဲ့လုံနေဂျူဝင်တက်မဖန်တီးနိုင်ခဲ့ဘူး။နော်ဂိုးပေါက်တဲ့လားကျွန်တော်နှစ်ကလုံးပဲရှိတယ်။ဂိုးမရခဲ့ဘူး။ဂျူဝင်တက်ဆက်ဘက်ကဒီသူတို့3421နဲ့သူတို့ကစားတယ်။တော်တော်ကိုအဆင်မပြေခဲ့တာ။ဘလိုးမန့်ကိုရီယယ်မက်ထရစ်ကို အဆစအရမရှင်နိုင်ခဲ့ဘူးပေါ့နော်ဟိုနီးပြားဖြစ်သူကတော့ဂျာဒီဥရုကြောင့်လို့သူတို့ပြောတယ်ဆိုပေမဲ့လို့ရီယယ်မထရီရဲ့ဘက်ကလည်းပူပြီးတော့တာခဲ့တယ်သူ congratulate လို့တယ်ပြောသွားတယ်ဒါပေမဲ့လို့တေချာတာတကူကတော့ဒီဘယ်ရီယယ်မထရီဘက်ကိုဂျူဗင်တက်စ်ရဲ့ဘက်က PR ပေးပြီးတော့ကစားနိုင်မဲ့အခြေအနေမျိုးတွေကျွန်တော်ဘာမှမတွေ့ရဘူးနော်ဒီ yield တို့ဘာလို့ကစားမလို့တွေကတကယ်ကျွန်တော်တကယ်ကောင်းတဲ့ကစားမပါတိုင်မဲ့လို့ပေါ့နော် ချို့အရာတွေကကျတော့ပို့ပြီးတော့ကောင်းမှုလုံနေသေးတယ်တိုက်စစ်ကကိုလိုမူဝါနီဆိုလို့ရှိရင်ထူးထူးခြားခြားဘာမှမရှိခဲ့ဘူးတွင်လည်းမှာလဲကက်ဖရန်တူရန်တို့လူကာတက်လီလို့ဆိုတာမျိုးကလူကာတက်လီကတော့သူ့အနေနဲ့သူကျွန်တော်သဘောကျသေးတယ်ကက်ဖရန်တူရန်ဆိုလို့ရှိရင်လည်းပေါ့နော်တပွဲလုံးကစားသွားတယ်အချင်းကြီးကောင်းတယ်မဆိုးဘူးသူတို့လည်းပဲခုနပြောလိုပဲရီမတူကွင်းလည်းကပို့ပြီးတော့စူးမိုးနေတဲ့အချင်းကြီးမျိုးဒီမှာသူတို့လည်းကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူးအဲကြောင့်ပေါ့နော်ရီမဒီဂျူဗင်တက်စ်အနေနဲ့ တတော်ကိုတိုင်ပတ်ခဲ့တဲ့ပွဲကိုသူတို့ဂျုံခဲ့ရတယ်။ဆိုတော့ Real Madrid ရဲ့ဘက်ကတော့ကျွန်တော်ကထုံးစံနိုင်မဲ့ဒီ Club World Cup မှာအလွန်ဆိုရောက်ခရေကတုံးနေတဲ့352နဲ့သူတို့တွေကစားတယ်။ကွင်းလင်း၅ယောက်တန်းမှာဆိုလို့ရှိရင်လည်း Frank Garcia တို့အာနူတို့ကိုဝင်းဘက်တွေပြီးသူတုံးတယ်။ Bellingham ရဲ့ Valverde ရဲ့ Arregula ရဲ့ကိုကွင်းလင်းတုံးအဖြစ်တုံးပြီးတော့ Garcia နဲ့ Vinicius Junior ကိုတိုက်စစ်ပြီးကျွန်တော်ပွဲထွက်လာတာ။နောက်တန်းမှာလည်း Rain Hosen တို့နောက်ပြီးလို့ရှိရင် ဘာလဲချူအမနီတို့ရူဒီဂါတို့ကိုကျွန်တော်ခံစင်းသုံးအပြင်ကျွန်တော်သုံးနေဒီနေ့မှာကစားတဲ့ကစားပုံစံတွေတော်တော်ကိုကောင်းလာเนาะကျွန်တော်သာ one dash pass တွေကျွန်တော်ရှိမယ်ဒါပြင်အရင်လိုမျိုးပေါ့เนาะကျွန်တော်တို့တိုက်စိတ်ကစားမတွေကအချောင်းခိုးနေတာမဟုတ်တော့ဘဲနဲ့ဗီနီတို့ကပါလိုက်ပြီးတော့အမ် pressing လောက်တာတွေကျွန်တော်တွေ့ရတယ်အာနူတို့ရဲ့ attack scene တွေကျွန်တော်လည်းချက်တွေ့ရတယ်ကွင်းလေကအာတကူလာတို့ရဲ့ပေါ့နော်ကျွန်တော်ဒီတော်တော်ကောင်းတဲ့ဖြစ်တင်ပေါ်တွေပဲဖြစ်ဖြစ်ဒါကန်ချက်တွေပဲဖြစ်ဖြစ်ကျွန်တော်တွေ့ရတယ်အာတကူလာလေးရဲ့တော်တော်အဆင်ပြေနေတာ နောက်တပြင်း favorite ရဲ့တိုက်စစ်လိုက်ပါတာမျိုးတွေကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုရီရဲ့ဘက်ကဒီပွဲမှာစုစုပေါင်း5ဘောက်ကွန်တူမှုကျွန်တော်တို့က27ချိန်ထိကျွန်တော်ရှိတယ်7ချိန်5ဘောက်တက်ရင်လည်းကျွန်တော်တို့ကတကူပဲကျွန်တော်ရတယ်ဒါတော်တော်ကံမကောင်းဘူးပြောရမှာကံမကောင်းဘူးဆိုတာထက် Juventus ဘက်ကကျွန်တော်ဂိုးသမားကတောက်လျှောက်ဆိုလို့ကျွန်တော်ပုတ်တာဒီ Gregorio တို့ဗာလဲဒီအဲတူတူဒီ Juventus ဂိုးသမားပြစ်သူ Gregorio နဲ့ဗာတော့ဒီတောက်လျှောက်ပုတ်တာပုတ်တာပေါ့ကန်ချက်တည်းဆိုလို့ရှိရင်ဗျာအဲ့ဘာလို့ဒီ ာရဂူလာတို့ပါလို့ကန်တဲ့ကန်ချက်တီးတို့နော်အဲဘယ်လင်ကန်တို့ကန်တို့ကန်ချက်တီးဆိုလို့ရှိရင်တော့ကောင်းတဲ့ကန်ချက်တီးတွေမှာပါတယ်တောက်လျှောက်ဆိုလို့ကျွန်တော်တို့ပုတ်တာအဲ့ကိုသမားနော်တချို့မဖြစ်နိုင်တဲ့လုံးတွေလည်းကျွန်တော်ပုတ်တာပဲကဲကန်ချက်ကောင်းတာတွေလည်းကျွန်တော်ပုတ်တာပဲဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ဒီကာစီယာရဲ့ကျွန်တော်ခေါင်းတိုက်ကူကိုတော့သူဘာမှမလုပ်နိုင်ခဲ့ဘူးအဲ့ခေါင်းတိုက်တဲ့လုံးကလည်းကြည့်အောင်ပြဘာရှက်ကျွန်တော်တိုက်သွားတာဘာမှန်းကိုကျွန်တော်နေနေပေါ့နော်မလုပ်နိုင်ခဲ့ဘူးဆိုတော့ရီရဲကတော့ဒီပွဲမှာ ဟိုတော်တော်ကိုထိုက်လိုက်တဲ့နန်းလေးကိုသူတို့နောက်တစ်ဆင့်တက်တယ်ပေါ့နော်အလွန်ဆိုတွေ့တော့ကြည်နေစရာပွဲတဲ့ပွဲပါတော့ကျွန်တော်တို့ပွဲကအဲ့လောက်ထိတော့ကျွန်တော်တို့ကြည့်မကောင်းခဲ့ဘူးသူဒီပြင်တော့ဂျူဗင်နက်စ်ဘက်ကဘာမှအဆင်မပြေတဲ့အခါကျတော့ဘီယမထရစ်ကိုဒုက္ခပေးနေတဲ့မျိုးတွေဘာတွေဘာမှမရှိဘူးဆိုတော့ထင်တဲ့လောက်ထိပွဲကမကောင်းခဲ့ဘူးဒီလိုနဲ့ပဲကျွန်တော်ဒါဘီယမထရစ်ရဲ့ဘက်ကကျွန်တော်နောက်တစ်ဆင့်ကိုကျွန်တော်တက်တယ်ပေါ့လေဒီကလို့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဘီယမထရစ်နေနဲ့ဒီပုံသဏ္ဍာန်တက်ချောက်သွားမယ်ဆိုလို့ရှင်ချန်ပီယံဖြစ်နိုင်ကြီးကျွန်တော်ရှိတယ်လို့ထင်ကြလား ဒါမှမဟုတ် detail ပို့ပြီးတော့ခဲရင်နဲ့ပြိုင်ဘက်တွေကိုသူတို့ရင်ဆိုင်နိုင်အောင်မယ်လို့ညီကတို့ထင်ကြတာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်